ဒီနေ့မှာတော့ကျွန်တော်ပင်လုံ Village Resident နဲ့မှာ Square Feet 2000ကျော်ရှိတဲ့အခန်းကျယ်ရောင်းငန်းလေးတစ်ခန်းနဲ့ထပ်မံမိတ်ဆက်ပြီးတော့ပါအောင်မယ်ပင်လုံ Village Resident အကြောင်းကိုတော့ကျွန်တော်အခြေရုံးရှင်းပြနေကြမလို့ထင်ပါတယ်ဆိုတော့သူက facility အပြည့်အစုံပါတဲ့ resident တစ်ခုဖြစ်ပါတယ်ကျွန်တော်အခန်းလေးကိုမပြပေးခင်လေးမှာကျွန်တော် channel လေးနဲ့ ျွန်တော်တို့ page လေးကို like and follow like and subscribe သွားပေးဖို့လည်းကျွန်တော်ဒီနေ့ကနေပြီးတော့မေတ္တာရက်ခံလို့ပါတယ်ဗီဒီယိုအဆုံးကြီးရှုပေးပါဗီဒီယိုရဲ့အဆုံးမှာဒီအိမ်လေးရဲ့ဈေးနှုန်းကိုပါတပါးတည်းပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုအဆုံးကြီးလိုက်ပါကြည့်ရှုဖို့ကျွန်တော်အရောက်ခြေတိုင်ကိုဖိတ်ခေါ်ပါတယ်ကဲကျွန်တော်ရောက်ပါပြီဗျာအခုကျွန်တော်တို့ပင်လုံ village resident တွေကိုရောက်ပါပြီသူကလုံချိုးရေးပိုင်းကတော်တော်ကိုကောင်းတယ်ပြီးတော့ဟို တန်ရှင်းနေရပြီဗျအဲ့လေးရောအရန်သဘောကျတယ်ပြီးတော့အပေါ်တက်ကိုသူဗီဒီယိုအနာကောနဲ့လမ်းခေါ်လိုက်တယ်ဗောနော်အဲ့ကနေမှတကားဖွင့်ပေးတယ်ဒါလေးကအသုံးပြုလို့ရတယ်ဗောနော်ဆိုတော့ကျွန်တော်အခန်းထဲဝင်ကြည့်လိုက်အောင်သူအရှိမဆိုတန်ပန်းတွေပါတက်ထားပြီးသားဗောနော်ဒီနေ့မှဆိုဖနက်ချွတ်လေးဗောနော်အဲပြီးတော့ဘရေကာတွေကဆာမီးလိုက်နေဆိုတာခွဲထားပြီးသားဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခန်းထဲဝင်ကြည့်လိုက်အောင်ဝေါတော်တော်ကိုလှတယ်အခန်းလေးကအာသူ furniture တချို့တော့ထားခဲ့မယ်လို့ကျွန်တော်သိရတယ်ဗောနော် တော်တော်လှတဲ့အခံပြီးတော့ square feet က2090 2090ပေါ့နော် square feet ဖြစ်တော့တော်တော်ကိုကျဲတဲ့အခြေဝန်းဖြစ်ပါတယ်ဆိုတော့အခန်းထဲမှာ air con ပါတယ်စုစုပေါင်းသူကအခန်း၄ခန်း master နှခန်းဆင်ခန်းနှခန်းပေါ့နော်ဆိုတော့ဒီဘက်မှာဆိုရင်အာ dining area လေးကိုတွေ့ရတယ်ဥပမာဆိုလဲဟိုတော့ airplane လေးနဲ့တကယ်ကိုလှတယ်ဗျာဒီ plane တွေကတော့မပေါဘူးလို့ပြောတယ်မပေါဘူးဆိုပေမဲ့လည်းကျွန်တော်ရိုက်ပြပေးလိုက်မယ်နော် okay ကျွန်တော်အာ kitchen လေးဝင်ကြည့်လိုက်အောင်မီးဖိုကန်လေးဝင်ကြည့်လိုက်အောင်မီးဖိုကန်ကတော်တော်ကိုချဲတယ် ့တော့ကက်ဘိနက်တွေပါလောက်ထားတဲ့ပုံစံနဲ့တကယ်ကိုမိုက်တယ်ဂက်စတုတ်တွေပါတဲ့တကယ်ကိုအာဆင်ထားပုံစံနဲ့တကယ်ကိုဘိုးဆန်တယ်သူကဒီဘက်ချမ်းမှာဆိုရင်အခြေအကြီးကြံနေရကျွန်တော်မပြပြီးတော့အဲ့မနည်းသူစတိုးပုံစံဖြစ်နေတော့လीဆိုတော့ကျွန်တော်အိတ်ခန်းလေးအရင်ပြပေးလိုက်မယ်ဆိုတော့ okay အခန်းရဲ့ဒီဘက်ဖုံးတွေ့ရေဘယ်ဘက်ချမ်းမှာဒါကတော့ဟိုဂက်စတိုင်းလဲလို့ကျွန်တော်သိရတယ်အာတော်တော်လေးကိုတန်တန်ပြန့်ပြန့်လေးရှိရပါတော့အဲ့ဒါလေးတော့သဘောကျတယ် okay ဒါကတော့ single bedroom လို့ပြောရမှာပေါ့နော်။ဒါရေချိုကအိမ်နာမပါတာပဲရှိတယ်။အအခန့်တော်တော်ကိုကျဲတယ်။ပစ္စည်းတွေထည့်ထားလို့ဒါပေါ့နော်။ဆိုတော့နောက်တစ်ချက်ကအခန်းတိုင်းမှာဗရင်မောက်တွေပါတယ်။အဲ့လေးတော့ကျွန်တော်ကြိုက်တယ်။အိမ်ခန်းတိုင်းမှာဗရင်မောက်ပါလေးကတော်တော်သဘောကျတယ်။ Okay ။ဒါတော့ Master Baron နှစ်ခန်းပေါ့နော်။အခုအရင်ဆုံးဒီဘက် Master Baron လေးကိုကျွန်တော်ပြပေးမယ်။ဒါတော့ Master Baron အကြီးလို့ပြောလို့ရတယ်။အမ်။ဆိုတော့တော့အခန်းတိုင်းကဒေါင်ကန်းပုံစံမျိုးသွားချိုးထားတာပေါ့နော်။ဒါတော့ Master Baron Baron Dash ဖြစ်ပါတယ်။အော် တော်တော်လေးဘတ်တက်တွေပါထည့်ထားပြီးသားဟောနော်ဘတ်တက်တွေပါပါပြီးသားဖြစ်ပါတယ်ဆိုတော့ okay တော့ master baron ခုထပ်တော့ချလိုက်အောင်ဒီဘက်ဒီဘက်မှာလည်း master baron ခုထပ်တွေ့ရတယ်ဆိုတော့ဒီ master baron နှခဲလုံးက site ကအတူတူပဲအဲဘယ်ဟာပို့ကျဲတယ်ဘယ်ဟာပို့ကျင်းတော့မရှိဘူးတော့နည်းနည်း pc လေးနည်းနည်းများနေလို့သားပေါ့နော်ဆိုတော့ဂျာလေးဆိုရင်ဒုတိယမြောက် master baron baron dash ဖြစ်ပါတယ်ဆိုရေဘူးရေအကုန်ပါပြီးသားဖြစ်တယ်။သူက၂၄မြိုင်လေးစစ်မီရတယ်ပေါ့နော်။ဒီဘက်မှာအခန်းနှကန့်ပါသေးတယ်။ အဲကြောပြပေးမယ်ဒီကန်လေးပေါ့နော်အမှန်တကယ်တော့ single barrel လေးသွားတော့ဖွင့်လိုက်ပြီးတော့မှသွားဖျားကန်လုတ်လိုက်တယ်ပေါ့နော်အမှန်တကယ်တော့တကားရှိပါတယ် single barrel လေးဖြစ်ပါတယ်သွားဖျားကန်ကြီးလုတ်ထားတယ်ပေါ့နော်ဆိုတော့အရန်ကိုအာလှရပြီးတော့အရန်ကိုချစ်စရာကောင်းတဲ့အိမ်လေးဖြစ်ပါတယ်ဆိုတော့အထူးပင်ကျေးဇူးတင်ပါတယ် furniture ချို့တော့ထားခဲ့ပြီးမှဖြစ်ပါတယ်ပြီးတော့ဒီအခုလက်ရှိအိမ်ပိုင်ရှင်ကတော့အရှိမသွားပန်းပင်လေးနဲ့အာအားလေးရောတော်မိုက်နေပြန်ပန်းပင်လေးတွေ လှဆင်ထားတာပေါ့သူ့ရဲ့ဝါဒနာလေးကိုသူကပမ်းမေးလေးနဲ့လှဆင်ထားတယ်ဝါအရန်လှတယ်ဗျာအထူးပင်ကျေးဇူးတင်ပါတယ်ဗီဒီယိုအဆုံးကြီးကြည့်ရှုပေးပါခင်ဗျာဗီဒီယိုရဲ့အဆုံးမှာဒီခန်းလေးရဲ့ဈေးနှုန်းကိုကျွန်တော်တင်ပါတယ်ဖော်ပြပြီးတော့ဖြစ်ပါတယ် Okay အခန်းလေးကိုကြည့်ပြီးဆိုတော့ကျွန်တော်ဈေးနှုန်းလေးပြောပါတော့မယ်ဈေးနှုန်းပြောခင်မှာဒီအခန်းလေးရဲ့အခြေဝန်းက2090 square feet ဖြစ်ပါတယ်ပင်လုံ village resident နဲ့မှာဆိုရင်တော့ car park ပါတယ် lift ပါတယ်ရေကူးကန်ပါတယ် backup generator ပါတယ်အရန်မီးဆက်ပေါ့နော်အရန်မီးပစ်စနစ်လည်းပါတယ်နောက်ပြီးတော့မှသူကရေကူးကန်လည်းပါပါသေးတယ် facility အပြည့်စုံပါတယ် resident လည်းဖြစ်ပါတယ်ဒီခန်းလေးရဲ့ဈေးနှုန်းကတော့တိတ်တောင်းတထောင်ဖြစ်ပါတယ်ညီနိုင်ပြပါမယ်ကျွန်တော်မြင်နိုင်အကျိုးဆောင်ကအထုပဲညီနိုင်ပြပါအောင်မယ်ဇာဘက်စားတဲ့အရှုပ်ရှင်လုံးဝမရှိပါဘူး ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကမျိုးသူဖြစ်တယ်ကျွန်တော်ဖုန်းနံပါတ်က39596ရှိရှိတကြတော့ဖြစ်ပါတယ်ဒီဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့လေဒီခန်းလေးနဲ့ပတ်သက်တဲ့ data အချက်အလက်အားလုံးကိုအသေးစိတ်ကိုမေးမြန်းစုံစမ်းနိုင်ပါတယ်အထူးပင်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုလိုက်ပါကြည့်ရှုပေးရောက်ချစ်တဲ့ပုံမှာငွေနဲ့လုံးဝဝယ်လို့မရတဲ့စမ်းပါခြင်းပျော်ရွှင်ခြင်းနှိမ်သက်ခြင်းတက်ရောက်ပါစေ